2024ခုနှစ်အတွင်း online ကငွေကြေးလိမ်ညာမှုတွေကြောင့်ထိုင်းနိုင်ငံရဲ့စီးပွားရေးအားဘတ်60ဘီလီယံဆုံးရှုံးခဲ့ပြီးတန်ပေါင်းများစွာသောနိုင်ငံသားတွေအားကြားဖြတ်လုပ်ငန်းတွေရဲ့တားကောင်ဖြစ်ခဲ့ရတယ်လို့ The Nation ကဖော်ပြခဲ့ပါတယ်။ အဲ့ဒီလိုဆိုရင်စရာကောင်းတဲ့အခြေအနေကြောင့်စီးပွားရေးပေါ်အကျိုးသက်ရောက်မှုတွေကိုတိုက်ဖြတ်ဖို့မီဒီယာကြွမ်းကျင်တက်မြောက်မှုနဲ့အချက်လက်တွေကိုအမှားမှန်စစ်ဆေးတဲ့အစီအစဉ်တွေအားကောင်းလာစေဖို့ရှိရပြီးနိုင်ငံတော်အဆင့်ဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်၂၀25ခုနှစ်နိုင်ငံတကာအချက်လက်စစ်ဆေးရေးနဲ့ International Fact Checking Day 2025လို့အမည်ပေးထားတဲ့အဲ့ဒီဆွေးနွေးပွဲကိုထိုင်းကျန်းမာရေးမြင့်တင်ရေး Foundation Thai Health Covert Thailand နဲ့မိဖက်အဖွဲ့20ပေါင်းစည်းထားတဲ့ညွန်ပေါင်းအဖွဲ့တို့က AB နဲ့ရဲ့မှာဦးစီးကျင်းပခဲ့ပါတယ်အဲ့ဒီနောက်သတင်းမှာဖြတ်မှုကိုတိုက်ဖြတ်ဖို့အရေးတကြီးလိုအပ်ကြောင်းအလေးထားပြောကြားခဲ့ပါ body အမှန်တရားအတွက်တိုက်ပွဲသတင်းအချက်အလက်ဂုဏ်သိက္ခာတည်ရန်ခိုင်မြေခေတွင်တန်တရားတိုက်ပွဲ The Battle for Truth The Battle of Destruct in the Age of Integrity in the Information Integrity ဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်တဲ့အဲ့ဒီဆွေးနွေးပွဲမှာပြီးခဲ့တဲ့နှစ်အတွင်းထိုင်းနိုင်ငံသားတွေကိုလိန်ညာတဲ့ဖုန်းခေါ်ဆိုမှုပေါင်း38တန်နဲ့လိန်ညာပြီးပို့တဲ့ message အဆောင်ရေးတန်း130ရှိခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်အဲ့ဒီပမာဏဟာ၅နှစ်အတွင်းအများဆုံးဤအတွက်ဖြစ်ခဲ့ပါဗျ။အဲ့ဒီလိုလိန်ညာမှုတွေဟာစီးပွားရေးပေါ်ကြည့်ရိုက်ခဲ့ပြီးအများပြည်သူရဲ့ယုံကြည်မှုကိုပြက်ပြားစေရုံသာမကစီးပွားရေးကိုပါဆိုးရွားစွာထိ ကိုက်စီနိုင်ကြောင်းကိုဖတ်ထိုင်လင်ရဲ့ပူရဲတီထောင်သူစူပညာကလန်နာရွန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီအခြေအနေကိုတံပြန်ဖို့အတွက်ကိုဖတ်ထိုင်လင်ဟာထိုင်းဟဲလ်နဲ့မီဒီယာအဖွဲ့အစည်း၁၁ခုတို့နဲ့ပူးပေါင်းပြီးတရင်မားတွေကိုတိုက်ဖြတ်တဲ့အထုပ်ကြိုးပမ်းမှုတွေကိုအရှိန်မြင့်တင်နေကြောင်းသူကပြောပါတယ်။လက်ရှိလှုပ်ဆောင်နေတဲ့အစီအစဉ်တွေထဲမှာတရင်မားတွေအတွက်အလူပွင့်ကောက်ခံတဲ့လှုပ်ရှားမှုတွေပေါ်ဝင်ပါတယ်။အဲ့ဒီလှုပ်ရှားမှုကတရင်အချက်အလက်မားတွေကိုခွဲကြံစိတ်ပြစစ်ဆေးတည်ပြုဖို့နဲ့အချက်အလက်စစ်ဆေးတာမှာတက်ကြွစွာပါဝင်ဆောင်ရွက်တဲ့တရင်သမားတွေနဲ့ကွန်တက်ခရီးတာတွေအတွက်စုတွေချင်းမြင့်ဖို့ယူရထားပါတယ်။ တရင်မားတွေနဲ့လိုရဆွဲပြီးပုံဖြတ်ထားတဲ့သတင်းတွေလင်းမြန်စွာပြန့်နှံ့နေတာဟာလူမှုတည်ငြိမ်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုတည်တာစွာချိန်ချောက်လာကြောင်းထိုင်းဟဲလီရဲ့လက်ထောက်မန်နေဂျာဘန်ဂျီမာပွန်လင်ပီစာတီယန်ကထတိပေးခဲ့ပါတယ်။2024ခုနှစ်ရဲ့ပထမ3လပတ်ကာလအတွင်းအွန်လိုင်းပေါ်ကလိမ်လည်မှုပေါင်း၄သိန်းကျော်ရှိခဲ့ပြီးဘတ်60ဘီလီယံဆုံးရှုံးခဲ့ကြောင်းထိုင်းတော်ဝင်ရဲတပ်ဖွဲ့ RTB ကထုတ်ပြန်ခဲ့ပါတယ်။